Hello အားလုံးပဲမင်္ဂလာပါဘူဘောမချန်ကနေကြိုဆိုပါတယ်ဆိုတော့မနေ့ပြန်ညမှာဆိုလို့ရှိရင် Real Madrid နဲ့ Arsenal တို့ Champions League Quarter Final ဒုတိယကြော်ပြရှင်ပိုင်းကစားကြပါမယ်။အဲ့ဒီပွဲစဉ်တွေပွဲကြို၃တက်ချက်ပေါ်လေဆိုတော့နှစ်သင်းနှစ်သင်းအနေနဲ့ဒါဒန်ယာစင်းနေဘလို့ရှိနေလဲ Bexama တွေ suspended ဖြစ်ထားပြီးတော့ဘသူတွေပါလာဖို့ရှိတယ်လဲ။ဒါပြင်ဘယ်သင်းအနိုင်ရသွားနိုင်ကြီးရှိတယ်လဲ။ဘယ်သင်းတက်သွားမလဲ။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်သာနည်းနည်းလေးဆွေးနွေးကြည့်အောင်ပါ။အားလုံးပဲမင်္ဂလာပါ။ဆိုတော့ဒါတိတားတဲ့အတိုင်းပဲပထမအကြုံမှာတော့အာဆင်နယ်ကအိမ်ကွင်းမှာရီယယ်မက်ထရီကို3-0ဆိုတဲ့ရလနဲ့အပြည့်အသက်ကိုအနိုင်ယူထားခဲ့တာ တော့လက်ရှိဒုတိယအကြိမ်မှာအာဆင်နယ်ဟာနောက်ဆင်းတက်ဖို့အတွက်အချိန်အများဆုံးရှိနေပြီးတော့ရီယယ်မက်ထရစ်ကတော့အိမ်ကွင်းဆိုတဲ့အာသာချက်ကလွှင်းရင်ကျန်တာဘာမှမျှော်လင့်ချက်သိမ့်မရှိတဲ့အသင်းပေါ်လေးလက်ရှိအချိန်အရဒါကိုရီယယ်မက်ထရစ်ပြောင်းလဲနိုင်မလားရီယယ်မက်ထရစ်အနေနဲ့အာဆင်နယ်ကိုကျွန်တော်တို့ကအနိုင်ယူပြီးတော့နောက်ဆင်းကိုကျွန်တော်တတ်နိုင်မလားဒီလိုမျိုးတာရကတွေတော့ရှိခဲ့ဘူးတာပေါ့လေဒါတခြားချန်ပီယံစ်လိမ့်မှာဆိုလို့ရှိရင် PSG က PSG နဲ့ဘာစီလိုနာတို့ဆိုလို့ရှိရင်ဒါ ဘာစီလိုနာကနောက်ဆင်ကိုတက်သွားတာတွေရီယယ်မက်ထရီနဲ့အဆောရီပါတဲ့ဒီလီဗာပူးသင်းနဲ့ကျွန်တော်တို့ဗာလဲဘာဒီလီဗာပူးနဲ့ဘာစီလိုနာတို့ပွဲမှာလီဗာပူးသင်းက3-0ကနေခံဘက်ပြန်လာနိုင်ခဲ့တာတွေဒါမျိုးတာရကတွေတော့ရှိခဲ့ဘူးတာပေါ့နော်ဆိုတော့အဲ့ဒီအတိုင်းရီယယ်မက်ထရီကထပ်ပြီးတော့လုံပြနိုင်မှာလားဒါမှမဟုတ်အာဆင်နယ်ကပဲ တို့လက်ရှိမှာအသာစီးကအရာရာရနေတာဖြစ်တဲ့အတွက်တို့ဒီရလက်ကိုထိန်းထားပြီးတော့အကယ်လို့မနိုင်တော့မှနောက်တစ်ဆင့်ကိုတတ်နိုင်တဲ့အခြေအနေမျိုးအထိထိန်းပြသွားမလားပေါ့တော်တော်တော့စိတ်ဝင်စားဖို့ကျွန်တော်တို့ကောင်းတယ်တကယ်လည်းပဲပွဲကောင်းတစ်ပွဲထပ်ပြီးတော့ကျွန်တော်တို့ဖြစ်အောင်မှာပေါ့နော်အဲ့ဒီညမှာလည်းကျွန်တော်တို့က watch long လုပ်သွားဖို့ကျွန်တော်ရှိပါတယ်ဆိုတော့မင်္ဂလာပါဆိုတော့လက်ရှိနှစ်သင်းစလုံးရဲ့အခြေအနေဒီကိုကျွန်တော်တို့ကြည့်ရရင် ဟိုဘယ်လိုလဲ injury ပြဿနာတွေကိုကျွန်တော်စကြည့်ရမယ်ဆိုလို့ရှိရင်တော့ Real Madrid ဒီ Real Madrid ဘက်မှာဆိုလို့ရှိရင်တော့ဗောနော်ကာမာဘင်ကဘာတော့ဒါပထမအကြော့မှာနဝဒနီဖြစ်ခဲ့တော့ဒီဒုတိယအကြော့တော့မပါနိုင်တော့ဘူးပေါ့လေဆိုတော့ပထမအကြော့မပါနိုင်ခဲ့တဲ့အဲဒါချိုမီနီကပြန်ပြီးတော့ကျွန်တော်ပါလာနိုင်မယ်ဒါအပြင်အနော်ဂူဒမာဖြစ်တဲ့လူနီနိုဖာလန်မန်ဒီကာဘာဂျေမီလီဒါမီလီဒါကိုဒီကစားမတွေအကုန်လုံးက injury ပြဿနာအကြောင်းကျွန်တော်ထပ်ပြီးတော့လွဲကြမှာ လွဲကြမယ်ဆိုတော့ဒါရီယယ်မက်ထရစ်ဘက်က injury ပြဿနာပါဆိုတော့ဒီအာဇနယ်ဘက်ကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့မိခဲ့တဲ့ဒီဝါနဲ့ပွဲမှာလဲ brand ဖို့လာဟာလာနော်ဟိုအဲ့ပွဲမှာဆိုလို့ရှိရင်လည်းပဲသူတို့အနေနဲ့လူစင်းနေသူတို့အများကြီးအနာပေးခဲ့တာတွေကျွန်တော်၅ရောက်လောက်ထိအပြောင်းလဲလုပ်ပြီးတော့ဗောနော်အနာပေးခဲ့တာတွေကျွန်တော်ရှိရဲဆိုတော့ဒီပွဲမှာ ပွဲထွက်လူစင်မှာဂျူရီယန်တင်ပါတို့ပြန်ပါတော့မယ်နော်လူဝစ်ကယ်လီစာကာအိုဒီဂတ်ဒီကစားမတွေအကုန်ပြန်ပြီးတော့ပါနိုင်မဲ့အခြေအနေမျိုးပါဆိုတော့ပွဲထွက်လူစင်တွေကိုကျွန်တော် ကြည့်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီ Real Madrid ဘက်မှာ Godma Cultura ရှိမယ်နောက်တန်း၄ယောက်နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ Raul Asensio Rudiger ကစနဘက်အဖြစ်ပါလာနိုင်ပြီးတော့ David Alaba ပဲ left back အဖြစ်ပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ right back အဖြစ်ကတော့ကျွန်တော်တို့က Valverde ပါလာမလား ဒါမှမဟုတ်ဘောနော်လူကာဗက်စကက်စ်ကိုတုံးလာမလားဒါပဲကျွန်တော်ကြည့်ရမယ်အန်ချယ်လော့တီနီနဲ့အများကြီးအပြောင်းလဲအလုပ်တက်ချင်တော့မရှိဘူးကွင်းလယ်မှာဆိုလို့ကျွန်တော်ချူအမနီပြန်ပြီးတော့ပါလာဖို့ရှိတယ်သူနဲ့တူမိုဒရစ်ကိုလည်းမြင်ရဖို့ရှိတယ်လို့ကျွန်တော်ယူဆတယ်အကယ်လို့မိုဒရစ်မပါဘူးဆိုလို့ရှိရင်တော့လူကာဗက်စကက်စ်ကို right back ထည့်ပြီးတော့ကျွန်တော်ဒါ ဒီ Vivaldi ကိုကွင်းလည်ပြန်ပို့တာမျိုးပဲကျွန်တော်မြင်ရမယ်ဆိုတော့ပြီးလို့ရှိရင် Bellingham ပေါ့ဗျာ Tyson ကတော့ Bini Babi နဲ့ Rodrigo ပေါ့ဒါသူတို့ရွေးချယ်စရာအများကြီးမရှိတဲ့ Tyson ပေါ့လေတကယ်လည်းပဲတော်ကောင်းတဲ့ Tyson ပါပြဿနာကပရမအကြောင်းမှာတော့ Real Madrid ဒီ Arsenal ဘက်ကိုဘာမှလုတ်ပြသွားနိုင်ခဲ့ခြင်းတော့ကျွန်တော်မရှိဘူး ်အာဆင်နယ်ဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒေးဗစ်ရိုင်ယာကျွန်တော်ရှိမယ်နောက်တန်းလျောက်နေရာမှာပြီးခဲ့တဲ့ပွဲစဉ်တွေကကောင်းကောင်းအနားရထားတဲ့ဂျူရီယန်တင်ပါလို့ရှိမယ်ဆာလီဘာနဲ့ကီဝီရောပဲဆန်တာဘက်ဖြစ်ပါလာပြီးတော့လူးဝစ်ကယ်လီကကျွန်တော်ပေါ်တော့ဘဲချမ်းမှာပြန်ပွဲထွက်လာဖို့ရှိတယ်။ကွင်းလယ်မှာတော့ Rice Party နဲ့ Udigate တို့ပဲဖြစ်ပြီးတော့တိုက်စစ်ကမာတီနယ်လီစာကာနဲ့ Merino ကိုကျွန်တော်ဖြစ်မယ်။ဆိုတော့ဒါကတော့သူတို့ရဲ့ Arsenal မှာလည်း ကျွန်တော်ဒါဒီ strong အဖြစ်ဆုံးဒါကစားမားတွေကိုကျွန်တော်ပြောလို့ရတယ်။ဘာလို့လဲဆိုရင် injury ပြဿနာတွေကြုံထားတဲ့ကစားမားတွေ၄ယောက်လောက်ထိကျွန်တော်ရှိတာကိုဆိုတော့နှစ်သင်းစလုံးရဲ့ form ကိုကျွန်တော်ကြည့်ရရင် Real Madrid ကတော့နောက်ဆုံး Champions League 6ပွဲမှာ9ပွဲထိနိုင်ထားပြီးတော့ Arsenal ကတော့ရှုံးထားတဲ့အတွက်တပွဲရှုံးထားတယ်။ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်တော့ Real က3ပွဲနိုင်2ပွဲရှုံးပြီးတော့တပွဲတည်းကြီးကျထားတယ်။ပြီးခဲ့တဲ့နေ့ကသူတို့ရဲ့ဒီဘယ်လိုပြောမလဲ လာလီဂါမှာဆိုလို့ရှိရင်လည်းသူတို့တွေဒါဘာဘီနှစ်ဝါတနည်းတွေပါထိတယ်ပေါ့နော်တိုင်မဲ့လို့သူတို့နိုင်သွားတယ်ဆိုတော့အာဆင်နယ်ရဲ့ချန်ပီယံစ်လိနောက်ဆုံး6ပွဲကိုကျွန်တော်တို့ကြည့်ရင်လည်း5ပွဲထိနိုင်ထားပြီးတော့တပွဲတည်ရကြထားပါတယ်ရဲနောက်ဆုံးပြိုင်ပွဲစုံ6ပွဲကိုကြည့်ရင်တော့3ပွဲနိုင်3ပွဲတည်ပေါ့လေရှုံးပွဲတော့အာဆင်နယ်မှာရှိမထားသေးဘူးဒါဟာအင်ဂျူရီပြဿနာအဓိကကစားမှာ၄လောက်ထိလက်လွတ်ထားတဲ့အခြေအနေမျိုးမှာအာဆင်နယ်အနေနဲ့တော်တော်ကောင်းတဲ့ရလဒ်တီကိုပြထားတယ်လို့ကျွန်တော်ပြောရမှာပဲဆိုတော့ ဒီနောက်ဆင်းကိုကျွန်တော်နေရပေါ့နော်တက်ဖို့ကတော့ဟိုလက်ရှိ real match အတွက်တော့တိတ်ပြီးတော့ chance မရှိဘူးဗျဘာလို့လဲဆိုတော့ဟိုထားပါတော့ဗျာကျွန်တော်တို့ဒီ real match အိမ်ဝင်မှာကျွန်တော်တို့ကစားရမယ် real match ကွင်းမှာကစားရမယ်ဆိုတော့ဟို champions league ပြိုင်ပွဲလည်းဖြစ်တယ် real match လည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့မထင်မှတ်တာတွေတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့လေနော်ဟိုနောက်တစ်ဆင့်ကို real match ကတက်အောင်လှုပ်ပြသွားနေတာမျိုးလည်းကျွန်တော်ရှိတယ်ပေါ့သိတယ်မလားဘာမှပုံတည်ပြောလို့မရဘူးကို real match နဲ့ champions league ဆိုတာကဟိုမဖြစ်နိုင်တာတွေလည်းဖြစ်လာခဲ့ကြတဲ့ သိတယ်မလားเนาะအသင်းနဲ့ပြိုင်ပွဲကိုအဲ့လိုမျိုးဆိုတော့အာဆင်နယ်တွေ့တော့ပေါ်ဆလို့တော့မရဘူးပေါ့လीเนาะပေါ်ဆလို့ကျွန်တော်မရဘူးဂျားထဲမှာကျွန်တော်တို့ဒီအနီကတ်တီတို့ဘာတို့ controversy ဖြစ်စရာကောင်းတဲ့အရာတွေမရှိခဲ့ဘူးဆိုလို့ရှင်တော့အာဆင်နယ်ကနောက်တစ်ဆင့်တက်ဖို့ပို့ပြီးတော့အခြေအနေများပါတယ်တခြားမဟုတ်ဘူးပြလက်ရှိအာဆင်နယ်နောက်တက်မှာဆိုလို့ရှင်လူးဝစ်ကယ်လီရှိမယ်ဆာလီဘာရှိမယ်တင်ဘာရှိမယ်ကီဗီယောရှိမယ်ဒီလေးယောက်ကိုကျွန်တော်ကြည့်ကြည့်ဒီလေးယောက်မှာဆိုလို့ရှင်တကယ်တမ်းကြည့်လိုက်ရင်ဂါဘရီယယ်မပါတဲ့အတွက်ဘာညာ အလောက်ကြီးဒီအားကောင်းနေလို့ထင်ကြမထင်လိမ့်မယ်ဒါပေမဲ့လို့သူတို့၄ယောက်ကစားတဲ့ဟန်ပန်ပြီးလို့ရှင်ဂိုးသမားကလည်းဒေးဗစ်ရာယာဆိုတော့ရီယယ်မက်ထရစ်တိုက်စစ်ဘာမန့်ကိုကျွန်တော်မလုံနိုင်ခဲ့တာဒါကတော်တော်စိုးတယ်ပထမအကြော့ကစားပုံကိုကျွန်တော်ကြည့်ပြသေးတာရီယယ်မက်ထရစ်ကအကြော့ပြနောက်ဆင်းတက်ချင်နေဆိုရင်ပထမအကြော့ကစားပုံထက်စေစားပိုကောင်းမှကိုကျွန်တော်ရမှာပထမအကြော့ကစားတော့ငါဆိုလို့ရှင်ဘာမှမမလုံနိုင်တာကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှင်ဘာပီတို့ကလည်းရတဲ့အခွင့်အရေးတချို့အသုံးမချနိုင် เนาะပြီးလို့ရှိရင်အခွင့်အရေးကလည်းတသိန်းလုံးပေါင်းလို့အများကြီးမရဘူးเนาะတသိန်းလုံးပေါင်းလို့အများကြီးမရဘူးဘာမှလည်းလုံနိုင်တာမျိုးကျွန်တော်မရှိခဲ့ဘူးဆိုတော့အာဆင်နယ်ရဲ့တသိန်းလုံးနီးပါးကောင်းတဲ့ຢာကို Real Madrid မှာဘာမှန်ကူမတုံ့ပြန်နိုင်ခဲ့တာကာလိုအန်ချယ်လိုတီရဲ့အသင်ကနည်းနည်းတော့ခက်တယ်ပြဿနာကဘယ်လိုမှမလုပ် Champions League တွေဘာတွေယူပြထားတယ်ဘာညာဆိုတော့ပြောရင်မကြိုက်ကြဘူးသိလားเนาะအန်ချယ်လိုတီဟာ Real Madrid ကိုပူကောင်းအောင်လှုပ်ပေးနိုင်တဲ့နီးပါးတယောက်မဟုတ်ဘူးလို့ပြောမကြိုက်ကြဘူးတကယ်လက်ရှိမှာကြည့်ရင်ဒါ Real Madrid ပြည်သက်တချို့သူတိတိတယ်ဗောနော် ။ဘာလဲဆိုတော့ဟိုကလပ်ရီယယ်မက်ထရစ်မှာပြီးတော့တကယ်တမ်းကနီးစနစ်ပိုင်းကကျွန်တော်ချင်းခဲ့ကြည့်ရင်ဟိုဘာလဲဒီလက်ရှိအာဆင်နယ်တို့ဘာလို့လဲဘာမှမဆိုင်ဘူး။အာဆင်နယ်တို့ဘာလို့လဲဘာမှမဆိုင်ဘူးပြီးရင်ဟိုဘာစီလိုနာတို့ဘာလို့လဲဘာမှမဆိုင်ဘူး။အက်တလတီကိုမက်ထရစ်တို့ဘာလို့လဲဘာမှမဆိုင်ဘူး။မဲအဲအက်ဒရတီကိုတို့ကိုဘာလို့ကိုကြော်လာတာတွေကိုကျွန်တော်တို့ကြည်ပါလားအက်ဒရတီကိုကအများကြီးပူကောင်းပြီးတော့နောက်တစ်ဆင့်တော့တနိုင်ခဲ့တဲ့အသင်ဖြစ်တင်တာ အမေရီယမထွစ်ကပဲတော့ကျွန်တော်တို့ဒီမျိုးတစ်ပုံနဲ့တက်လာတာပြည်နာကရီယမထွစ်မှာကစားမားရီရဲ့ performance တွေတယောက်ချင်းအခိုက်တန်တွေပြီးလို့ရှိရင်ဟိုသူတို့ဘယ်လိုပြောမလို့အာသာချက်ရသွားစီမှာအခိုက်တန်တွေကတဆင့်နောက်တဆင့်တက်ခဲ့တာမျိုးပဲကျွန်တော်ရှိတာဘာမှထူးထူးခြားခြားကြီးနီးစနစ်ရပြိုင်ဘက်ကိုဒရက်ဆာကြီးဖိအားပေးပြီးတော့တဖုံဖုံကန်နေတာမျိုးဘာမှရှိတာမဟုတ်ဘူးဘယ်လင်ကန်လိုကစားမမျိုးကို left wing ကိုထုတ်လို့ထုတ်ဒါမှမဟုတ် right wing ကိုထုတ်လို့ထုတ်ကစားတာတွေကျွန်တော်တွေ့ရတယ် ်ဘီနီနဲ့ဘာဘီနှစ်ယောက်ကလည်းတယောက်နဲ့တယောက်အခြေဆက်တွေကထင်တယ်လို့မမိနော်ပြီးလို့ရှိရင်ဟိုရိုဒရီဂိုကအဆင်ပြေပြီမဲ့လေလို့တခါတလေကြလို့ရှိရင်ရိုဒရီဂိုတအားကိုညင်လို့နေပြီးတော့ဘာမှမလုပ်နိုင်ဘူးကွင်းလေကလည်းပဲချူဝမနီတို့ဘာလို့ဆိုတော့မျိုးကဒီယာဒီမှာကွင်းလေထဲနောက်တန်းမှာပဲပူကစားနေရတာပြီးမိုဒရစ်တို့ဆိုတော့မျိုးကလည်းအသက်ရွယ်ရလာတော့ပွဲချင်းအပြည့်အားကိုးဖို့ကမဖြစ်နိုင်တော့ဘူး favorite တို့ဘာလို့ကိုကလဲ right back 3 line center mid 3 line right wing 3 line နဲ့စုံစည်းလန်နေတာပဲ luka vesquez ကလည်း right back မှာကစားဖို့အတွက် เนาะကျွန်တော် first line နဲ့နေရာရဘူးလောက်ထိအရင်ချင်းကမမီဒါမျိုးတွေနဲ့ကျွန်တော်ကြည့်ရင် real မှာနီးစနစ်ပိုင်းအရာကိုရောပြိုင်ဘက်ကိုဒုက္ခပေးနိုင်စွမ်းကောင်းကောင်းမရှိဘူးဒါကြောင့်လည်းပဲ real metric ဖြတ်တန်းတော့ဖြတ်တန်းလာပါတာပဲဒီအချိန်ဒီဒီဒါပေမဲ့တကယ်နီးစနစ်ကောင်းတဲ့အသင်းတွေနဲ့ဆိုရုံးကန်အနာခုနကပြောတဲ့ atletico metric နဲ့ကျွန်တော်ကြည့်ကြည့်ပြီးလို့ရှိရင် barcelona နဲ့ကျွန်တော်ကြည့်ကြည့်လက်ရှိ arsenal နဲ့ပထမကြော့ရှစ်ပွဲဒီမှာဆိုလို့ရှိရင်သူတို့9သွားတယ်ဆိုရင်တောင်မှ ပြိုင်ဘက်ကိုဖိအားပေးပြီးတော့ကစားနိုင်စွမ်းရှိတယ်ဆိုတာမရှိဘူး။ဘီနီတအားကောင်းလို့တယောက်ထဲလှုပ်ပြသွားတာမျိုး၊ဘာဘီတယောက်ထဲလှုပ်ပြသွားတာမျိုး၊ရိုဒရီဂိုကောင်းသွားတာမျိုးဒါမျိုးတွေကြောင့်ကျွန်တော်နိုင်ကောင်းနိုင်သွားလိမ့်မယ်။အဲမဲ့လို့ပေါ့နော်ပြိုင်ဘက်ကိုနီးစနစ်ပိုင်ရရှင်ကစားတော့မယ်ဆိုလို့ရှိရင်ဘလို့မှအဆင်မပြေဘူး။ဒါကြောင့်ကာလိုအန်ချီလိုတီအတွက်တော့တော်တော်ကိုမျောလင့်ချက်နေတဲ့ပွဲလို့ကျွန်တော်ပြောတာခုနကပြောလို့ပဲအနီဂတ်ဒီတို့ပင်နေဒီတို့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း controversy ဖြစ်စရာအကြောင်းအရာတွေဒါပါမလာဘူးဆိုလို့ရှိရင်တော့ ရီယယ်မက်ဒရစ်နောက်ဆင်တက်ဖို့ကအချိန်နေနေပါတယ်ကျွန်တော်ကတော့ဒီပွဲမှာအာဆင်နယ်အတွက်ကပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတာကအာဆင်နယ်ဒီနဲ့ဂိုးရဖို့သူတို့တွေစိတ်ပူစရာမလိုတော့ဘူးဂိုးရဖို့စိတ်ပူစရာမလိုတော့ဘဲနဲ့ဟိုအဓိကအာဆင်နယ်အတွက်ကနောက်ဆင်တက်ဖို့ပဲဗျာဒီလားနောက်ဆင်တက်ဖို့ပဲနော်ဘောလုံးပိုင်ဆိုင်မှု60ရာခိုင်နှုန်းရဖို့ဒီနော်120ရာခိုင်နှုန်းရဖို့ဒီဘာညာတွေမဟုတ်ဘူးအာဆင်နယ်နောက်ဆင်တက်ဖို့ပဲဆိုတော့နောက်ဆင်တက်ဖို့အတွက်လည်း3-0နဲ့နိုင်ထားတယ်ဆိုတဲ့မျိုးကတော်တော်ကြီးကိုပွဲရပြီးသွားတဲ့အခြေအနေမျိုးဖြစ်သွားပြီ။ ဆိုတော့အာဆင်နယ်နေနဲ့ဂိုးရဖို့ထက်ဂိုးမပေးရဖို့ကိုပဲဦးစားပေးရမယ့်အခြေအနေမျိုးမှာကျွန်တော်အနေနဲ့ဒါရီယယ်မက်ထရစ်တိုက်စစ်ကိုသူတို့တွေအကောင်ဆုံးတားနိုင်အောင်သူတို့ကြိုးပမ်းမှာဒါသူတို့ကွင်းလဲမဟုတ်တဲ့အတွက်ပေါ့နော်သူတို့မှာဖိအားတော့ရှိနိုင်တယ်ဒါပေမဲ့လို့ဖိအားဟာရီယယ်မက်ထရစ်ဘက်မှာပုံများတယ်ငါတို့အိမ်ကွင်းမှာမဖြစ်မနေနိုင်ရမယ်နိုင်နာတောင်မှဂိုးပြတ်နိုင်မှရမယ်ဆိုတဲ့အခြေအနေမျိုးတော်တော်ကြီးကိုမလွယ်တာဗာဒါကြောင့်ကျွန်တော်ဒီပွဲမှာတော့ရီယယ်ဘက်ကထားပါတော့2-0 2-1 1-0ဆိုတဲ့ရလဒ်တင်နဲ့နိုင်ကောင်းနိုင်သွားလိမ့်မယ် ဒါပေမဲ့လို့နောက်ဆင်တက်ဖို့ကတော့အာဆင်နယ်ဟာအချီနီပူများတယ်လို့ကျွန်တော်ထင်တယ်စဉ်းစားကြည့်ပဲပထမအကြိမ်တော့ငါဆိုလို့ရှိရင်ရီယယ်မက်ဒရစ်ရဲ့အဲ့လိုကစားပုံနဲ့အာဆင်နယ်နောက်တန်းကိုလက်ရှိဒုတိယအကြိမ်ဘလူဘလူသွားပြီးတော့ကျွန်တော်တို့အနေနဲ့ကိုးသွင်းမရမလဲဟမ်ဒေးဗစ်ရာယာတို့ပြီးလို့ရှိရင်အဲ့ဒီနောက်တန်းကိုရီယယ်တိုက်စစ်ကအဲ့ဒီပထမအကြိမ်ကပုံစံနဲ့ဘလူကိုးသွင်းမလဲမလွယ်ဘူးဗျာဒီတိုက်စစ်မှာကဘလောက်မှမှအချီနီကအစင်မှမပြေတာ အသင်းလိုက်လဲချင်နေမကောင်းဘူးတယောက်ချင်းကောင်းနေဆိုတာမျိုးကဗျာမင်းအမြဲတမ်းကြီးကောင်းနိုင်မှာမှကျွန်တော်မဟုတ်တာပြိုင်ဘက်ကအသင်းလိုက်အစုပွဲကောင်းနေပြီလို့ရှိရင်တိုက်စစ်ကစားမတွေကိုမမထန်ထန်တားနိုင်တဲ့သူတွေရှိလာတယ်ဆိုလို့ရှိရင်လုံးဝမလွယ်တော့ဘူးဆိုတော့ဒါဒီ real madrid ရဲ့အကြီးမားဆုံးပြဿနာပဲဒါကြောင့်ဘယ်တော့ pressure ကအာဆင်နယ်ဆိုတဲ့ real madrid ပုံမှာပုံပြီးတော့ရှိတယ်ဒါပြင်အာဆင်နယ်နဲ့ real တို့တွေ့တဲ့အခါတိုင်းနိုင်ဖို့မပြောဘဲနဲ့ပေါ့နော် real madrid ဘက်ကဂိုးတောင်မသွင်းနိုင်ဘူးထင်ပါတယ်ဒီအဝါကိုကျွန်တော်တို့ဒီဘယ်လိုပြောမလဲ ဒီအာဆင်နယ်ကိုကျွန်တော်မှတ်မိတော့ဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့လို့ပြောချင်တာက Real Madrid ဆိုတာတဲ့အာဆင်နယ်ဘက်ကနောက်တစ်ဆင့်ကိုတက်ဖို့ပို့ပြီးတော့အချိန်ကြီးကောင်းနေတယ်ဆိုတော့ Carlo Ancelotti ရဲ့ Real Madrid Champions League ညတွေမှာဆိုလို့ရှိရင်ဘယ်သူမှမထင်မှတ်တာတွေအမှန်ကန်လုတ်ပြထားနေတာဆိုတော့ကျွန်တော်နောက်တစ်ဆင့်ကိုတက်အောင်စွမ်းဆောင်နိုင်မယ်လို့ထင်ကြတာ4-0လောက်နဲ့ကျွန်တော်နိုင်မှရမှာနော်နိုင်တာတော့4-0လောက်နဲ့နိုင်မှရမှာဆိုတော့ Arsenal ကတော့သူတို့ဘက်ကတကူးလေးပြန်ရရင်ကိုပဲတော်တော်ကြီးကိုအချိန်ကြီးကောင်းသွားမှာ ဆိုတော့ယူရိုနီနီရောဘလူးမင်းညလည်းဒီဘက်မှာအာဆင်နယ်ပဲနောက်ထပ်တက်သွားလိမ့်မယ်လို့ထင်ကြလာဒါမှမဟုတ်ရီယယ်မတွေ့ကပြန်ပြီးတော့နောက်ထပ်တက်အောင်တခုခုလုပ်ပြနိုင်မယ်လို့ထင်ကြလာဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်